မင်္ဂလာပါရှင်ရှမ်းရဲ့ကွန်မီဒီယာကကြိုဆိုပါတယ်ဒါလီမျိုးနားယောင်ကျေးရအောင်စုကိုထုကိုထကျေးရအောင်စုအုတ်ချုပ်ရေးမှုယုံယုံတစ်ဖွဲ့မွဲခန်းနာနဲ့မန္တလေးမြေငလျင်ဘေးတန်တင်ပြည်သူများအတွက်အလွန်ငွေပေးအပ်လူရန်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ရှိပိုင်းတာချီလိတ်ခရိုင်ဒါလီမြို့နာယောင်ကျေးရွာအုပ်စုကိုထုကိုဒကျေးရွာအုပ်စုအုတ်ချုပ်ရင်မူယုံ၌ရုံတစ်ဖွဲ့မွဲအခမ်းအနားနှင့်မန္တလေးတိုင်းဒေသကြီးအတွင် ငလျင်တန်တင်ပြည်သူများအတွက်အလူငွေများပေးအပ်ခြင်းအလူငွေများထည့်ဝင်သူများအားဂုဏ်ပြုမှတ်တမ်းဝါပေးအပ်ပွဲအခမ်းအနားကိုယနေ့နေ့ပိုင်း9နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ပါသည် ရှေးဦးစွာခရိုင်တွေတွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်ဝေသုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စွာမျိုးမြို့အုပ်ချုပ်ရေးမှူးဦးလင်းလင်းအောင်မြစ်တာရှင် လူမှုကွန်ရက်ရဲ့တင်ဥက္ကဋ္ဌဦးဘိုဆန်းဦးဘိုလေးဦးချေဟင်းနဲ့နာယောင်ကျေရအုပ်စုအုပ်ချုပ်ရေးမှူးဦးအောင်ထန်တို့ကအဆိုပါရုံတက်အားဖေကျိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက်မြို့ဌာနဆိုင်ရာဝန်ထမ်းများ မြို့မိမြို့ဖားများလုပ်ငန်းရှင်များနဲ့ဒေသခံတိုင်းရင်းသားပြည်သူများကလူဒန်းသည်အလူငွေကျပ်တရသသိန်း6000နဲ့ဘတ်6000များကိုမြို့အုပ်ချုပ်ရေးမှူးဦးလင်းလင်းအောင်မှခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝေသုံးထမ်းပေးအပ်လူဒန်းခဲ့ပါတယ် ထို့နောက်ခရိုင်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်ဝေသုံးဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသက်ဦးစွေမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စွာမြို့နယ်နာယောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးအောင်ထန်ကမတ်လ28ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်ငလျင်တန်းကြောင့်ထိခိုက်ခံစားခဲ့ရသောမန္တလေးတိုင်းဒေသကြီးအတွက်အလူငွေထွေဝင်သူများအားဂုဏ်ပြုမှတ်တမ်းလာများကိုအသီးသီးချင်းမြင့်ပေးရခဲ့ပြီးနောက်အဆိုပါရုံးသက်အားလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရ ပါတယ်ရှင်။